င်ငံတော်စီမံကိန်းချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဘွေချုံမူချင်းမေအောင်လိုင်းနဲ့အတူရုရှားဖက်ဒရေးရှင်းနိုင်ငံကိုရောက်ရှိနေတဲ့ဇနီးဒေါ်ဂျီချူလာဟာမေလာရှိရင်ဒေသစံတော်ချိန်မနက်ပိုင်းမှာ BRICS အမျိုးသမီးစည်းဝါးရေးမဟာမိတ်အဖွဲ့ Russian Federation နိုင်ငံဆိုင်ရာဥက္ကဋ္ဌ Miss Anna Nesterova နဲ့ Russian Federation နိုင်ငံ Federal Council ရုံးမှာတွေ့ဆုံဆွေးနွေးပါတယ်။ အဆိုပါတွေ့ဆုံပွဲကိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ရဲ့စနေနေ့အတူကောင်စီတွဲဖက်အတွင်ရေးမှုရဲ့စနေဒေါ်နီလာညနိုင်းကုကရဲမှုကြီးရင်လေးရဲ့စနေမြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌဒေါက်ခင်မေဆိုရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာမြန်မာနိုင်ငံတမန်ကြီးရဲ့စနေနဲ့တာဝန်ရှိသူများတက်ရောက်ကြပြီး BRICS အမျိုးသမီးစည်းဝေးမဟာမိတ်အဖွဲ့ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာဥက္ကဋ္ဌနဲ့အတူတာဝန်ရှိသူများတက်ရောက်ကြပါတယ်။ ပထမအဦးဆုံးနိုင်ငံတော်စီမံခန့်ခွဲရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ရဲ့စနေနေ့အဖွဲ့ဝင်များကို BRICS အမျိုးသမီးစည်းဝေးရေးမဟာမိတ်အဖွဲ့ Russia Federation နိုင်ငံဆိုင်ရာဥက္ကဋ္ဌကရင်းနှီးနှေးထွေးစွာကြိုးဆိုနှုတ်ဆက်ကြပါတယ်အဲဒီနောက်တွဲဆောင်ဆွေးနွေးရမှာနိုင်ငံတော်စီမံခန့်ခွဲရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ရဲ့စနေနေ့ BRICS အမျိုးသမီးစည်းဝေးရေးမဟာမိတ်အဖွဲ့ Russia Federation နိုင်ငံဆိုင်ရာဥက္ကဋ္ဌတို့ဟာ မကြမီပြုလုပ်မဲ့ Bridge Forum မှာအစိုးရနဲ့စီးပွားရေးနယ်ပယ်ပေါင်းစုံမှအမျိုးသမီးများပါဝင်တဲ့အခြေအနေများ Bridge အမျိုးသမီးစီးပွားရေးမဟာမိတ်အဖွဲ့ရုံးခွဲများကိုကမ္ဘာနိုင်ငံများမှာဖွင့်လှစ်ထားလျက်ရှိပြီးမြန်မာနိုင်ငံဘက်မှစိတ်ဝင်စားပါကလာရောက်ဖွင့်လှစ်လို့တဲ့အခြေအနေများလက်ရှိကမ္ဘာရေးရများမှာအမျိုးသမီးများရဲ့အခန်းကဏ္ဍကိုအတိမတ်ပြုအားပေးဆောင်ရွက်ရမယ့်အချိန်ကိုရောက်ရှိနေပြီဖြစ်တဲ့အခြေအနေများ အမျိုးသမီးများရဲ့နေစဉ်လူမှုဘဝအဆောင်ရွက်မှုများဒါမှကကပ္ပရေရာကိစ္စရံများမှာရဲစွမ်းတက်တိယုံကြည်မှုလုံလဝရိယရှိမှုဥဆောင်နိုင်မှုဖန်တီးနိုင်မှုစွမ်းအားတို့ဖြင့်လောက်ကင်ဆောင်ရွက်နေမှုများကိုအတိမတ်ပြုအားပေးရန်လိုအပ်တဲ့အခြေအနေများမြန်မာနိုင်ငံအနေဖြင့်အမျိုးသမီးစုံဦးတီထွင်မှု အခမ်းကဏ္ဍမြင့်တင်ပေးနိုင်ရေးဆောင်ရွက်လျက်ရှိတဲ့အခြေအနေများ ရုရှားမြန်မာနိုင်ငံအကြားပညာရေးနဲ့အမျိုးသမီးရေးရာတို့မှပုံမူပူပေါင်းဆောင်ရွက်သွားနိုင်မယ့်အခြေအနေများနဲ့ပတ်သက်ပြီးရင်းနှီးပွင့်လင်းစွာအမြင့်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါတယ်။ ့ဆောင်ဆွေးနွေးမှုအပြီးမှာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ဇနီးနဲ့ BRICS အမျိုးသမီးစည်းဝေးမဟာမိတ်အဖွဲ့ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာဥက္ကဋ္ဌတို့ဟာအမတ်တရားလက်ဆောင်ပစ္စည်းများအပြန်အလှန်ပေးအပ်ခဲ့ကြပြီးတရောက်လာကြသူများနဲ့အတူစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။ အဲ့နော်နေ့လယ်ပိုင်းမှာနိုင်ငံတော်စီမံကိန်းချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ဇနီးနဲ့ဖွဲ့ဝင်များဟာမော်စကိုမြို့ရှိ State 3 Chiyakov Gallery ကိုရောက်ရှိကြရာပြားလိုက်တာဝန်ခံနဲ့တာဝန်ရှိသူများကလိုင်းလံရှင်းလင်းပြသခဲ့ကြပြီးရှင်းလင်းပြသမှုများအပေါ်နိုင်ငံတော်စီမံကိန်းချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ဇနီးကတိရှိလိုရာများပြန်လည်မေးမြန်းဆွေးနွေးခဲ့ပါတယ်။အဆိုပါ State 3 Chiyakov Gallery ဟာရုရှားနိုင်ငံရဲ့အရေးပါဆုံးရင်ကျေးမှုအမှုလက်ရများရှိရာ ကဘာကျော်ပြကန်းကြီးတစ်ခုဖြစ်ကြောင်းရုရှားလူမျိုးတို့ရဲ့အနုပညာနဲ့ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်မှုတို့ကို လေ့လာနိုင်တဲ့အတွက်ရုရှားလူမျိုးတို့ရဲ့တလေးစရိုက်များရိုးရာတလေးထုံးတဲ့အစင်လာများနဲ့စိတ်နေသဘောထားများတမိုင်းကြောင်းအစင်လာများ အနုတခုမှပညာရက်တို့မှအစင်အတန်းမြန်မာမှုများကို ပြတိုက်အတွင်ပြသထားတဲ့အနုပညာပြခွက်များမှတစ်ဆင့်တွင်းမြင်ရှာနိုင်ကြောင်း ပြာကန်းကြီးမှာပြသထားတဲ့အမှုပညာကိုလာရောက်ခန်းစားကြသူများအနေဖြင့်လူကြီးများတာမက လူငယ်များကလေးငယ်များကိုပါရုရှားလူမျိုးတို့ရဲ့အမှုပညာရဲ့တန်ဖိုးနဲ့အစဉ်အတန်းမြန်မာမှုတို့ကို သိရှိသွားအောင်လှုံ့ဆော်ပေးလျက်ရှိတဲ့ပြတိုက်ကြီးတစ်ခု ဖြစ်တယ်လို့သတင်းရရှိပါရရှင်။